ဂျပန်မှာကြောင်းတက်ခြင်းသလားအလောက်ကင်နေသွားခြင်းသလားတောင်ချီမြို့သူမြို့သားတွေအတွက်ဝမ်းသာပြတဲ့နည်းကိုပြောပြမယ်နော်ဂျပန်နိုင်ငံကို Waft of Fabin နဲ့သွားလို့ရမယ့်သင်တန်းကျောင်းတစ်ခုကိုပြောပြမယ်နော်ဂျပန်ဖာလေ့လာပြီးဂျပန်ကိုသွားချင်တဲ့လူတွေအတွက် PKT Education Fund အကြီးကတောင်ချီမြို့သူရောက်ရှိလွှတ်လာပါပြီ ပထမဦးဆုံး PKT Institute ရဲ့အားသာချက်တွေကိုပြောပြမယ်နော်။အင်တာဗျူးအောင်ချက်ကောင်းမှုအကြောင်းသားတယောက်ချင်းစီအတွက်အင်တာဗျူး training ပြုလုပ်ပေးတဲ့ COE အောင်ချက်ကောင်းနဲ့ဝင်းလုံးသက်တာပြုံဝန်ဖောင်မှုကောင်းနဲ့ဝေကြီးဖိတ်ကြယုံကြည်ရတယ်။ Fire Fire နဲ့ပြည့်စုံမှုမှာဖိတ်ချရတယ်။ Viva အတွက်တန်ယုံဝင်ပေးတယ်။ပြီးတော့လေရင်လက်မှတ်ဖြတ်ပေးရလို့လေရင်ခွင်းချိုးဖို့တွေကိုဖီဖင်ပေးတယ်။ဂျပန်ရောက်ရင်လည်းအသုံးပြုဖို့ finket တွေယထာကတ်တွေကိုဖီဖင်ပေးတယ်။ဂျပန်ရောက်ချင်းရက်ွက်ရုံမှာ register လုပ်ပေးတယ်။နေထိုင်ဖို့အဖောင်မှာဖီဖင်ပေးပါတယ်။ KD Education ကဒီတောင်ကြီး brand နဲ့ဖွင့်ဂျုံခွဲက၈ခုမြောက်ပေါ့နော်။ဒါဂျုံခွဲမို့တောင်တောင်ခွဲ၈ခုမြောက်ပါ။ KD Education ရဲ့ဝန်ဆောင်မှုတွေကဘာတွေလဲဆိုရင်တော့ဒီဂျပန်စာကိုအချိန်ကန်ဖတ်ပြီးတော့ online class ပေါ့ offline class ပေါ့တက်လို့ရတယ်။ပြီးတော့ဂျပန်နိုင်ငံကိုတောင်းလျှောက်ပူဆောင်ပေးတယ်ပြီးတော့တခုတည်းဒီအကျွမ်းကျင်လုပ်ငန်းတွေကိုလည်းလေ့ကျင့်ပူဆောင်ပေးတယ် IT ပညာတွေလည်းသင်ပေးပါတယ် ဂျပန်မာသားစကားလေးလာနေတဲ့လူတွေအတွက်ဘာအခွင့်အရေးနေဘာအခွင့်အလမ်းနေရှိလဲဆိုတော့ဒီဂျပန်နိုင်ငံကိုသွားပြီးရောပညာဆက်လက်သင်ကြားမယ်ဆိုလည်းရတယ်ပြီးတော့ဂျပန်နိုင်ငံမှာအလောက်ကန်အခွင့်အရေးတွေလည်းအရန်ပေါ်တယ်အမီးပညာနဲ့ပတ်သက်ပြီးတော့လည်းအရန်ကိုခွင့်မျိုးတိုးတက်နေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမြန်မာနိုင်ငံကလူငယ်တွေပေါ့နော်သွားရောက်ပြီးတော့အမ်လုံးလုံးကင်မို့ကြောင်းတက်ဖို့ရွေးချယ်သင့်တယ်ပေါ့နော်နိုင်ငံတကာနိုင်ငံပဲဖြစ်တယ်ပေါ့နော်အဲအဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းဒီမြန်မာနိုင်ငံမှာဆိုရင် ဂျပန်ကုမ္ပဏီရှိရဲ့အဲ့မှာအလုပ်ဝင်လို့ရမယ်ပြီးတော့ဂျပန်ကလေ့လာတဲ့လူတွေကအရန်ကိုများလာပြီးတိုးတက်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ fair fair မအနေနဲ့လည်းပြန်ပြီးတော့အသက်မွေးကြောင်းပြုလို့ရပါတယ် PKD Institute ရဲ့အားသာချက်ကကြပါလဲဆိုတော့သူကဒီ interview training တွေကို အောင်ချက်ကောင်းအောင်လို့အင်တာဗျူးတွေအောင်ချက်ကောင်းအောင်လို့ training လုပ်ပြီးအင်တာဗျူးတွေအဖလဲမီတင်ရောပေါ့နော်။အပြီးတော့ဒါအင်တာဗျူးရောအဆောင်ကဒီမှာကြောင်းတက်တဲ့ကလေးတွေကိုအဆောင်အခုချိန်မှာလောလောဆယ်စီစီမေးထားတာမရှိပြင်မဲ့အင်တာဗျူးလာတဲ့ကလေးတွေကိုရက်တိုအဆောင်လေးစီစီမေးထားရှိ။ PKT ကြောင်းရဲ့ vision ကတော့ဒီနည်းပညာနဲ့ဂျပန်ဖောက်အသုံးပြုပြီးတော့မြန်မာနိုင်ငံရဲ့လုပ်ငန်းခွင်ဂျပန်နိုင်ငံရဲ့လုပ်ငန်းခွင်ဒီမှာဆက်ဆောင်မှုရှိရဲ့ ထူးချွန်ထက်မြက်တဲ့ចောင်းမှုចောင်းသားတွေကိုမွေးထုတ်ပြီးတဲ့ចောင်းဖြစ်ပါတယ်။ဂျပန်ကိုចောင်းသွားတက်တဲ့ចောင်းမှုចောင်းသားတွေအတွက်ဝန်ဆောင်မှုနဲ့အရင်တွင်းကိုတတ်မိုးထားတဲ့အမ်တော့ပုံမှန်ကောင်းမွန်တဲ့ဝန်ဆောင်မှုကောင်းတဲ့ចောင်းသားတွေကိုចောင်းမှုចောင်းသားတွေဖြစ်အောင်ရည်မှန်းပါတယ်။ ဂျပန်ကိုသွားချင်တဲ့လူငယ်တွေအနေနဲ့တော့ဘာသာစကားကို N4 နဲ့ N3 အနည်းဆုံးအောင်မြင်ထားရမှာပေါ့နော်။ပြီးတော့ကိုယ့်ရဲ့ fake bank fire ကိုရုပ် bank fire ကို for preparing တွေလုပ်ထားဖို့လိုမယ်။အသေး fake သိရှိချင်တော့ PKD ចောင်းရဲ့ page မှာသွားရောက်ဖုတ်ပန်းနိုင်ပါတယ်။ကဲဂျပန်နိုင်ငံမှာចောင်းပွားတတ်ကြမြင်နော်။